အဟိုစီဝါရှာလို့မရရင်စားစရာဝတ်စရာနေစရာရှာလို့မရတာဘူး။ဒါကြောင့်မိငုံလေးလူတွေရဲ့လောကတွေရောက်သွားရင်လူတွေရဲ့လောကမှာလူအပ်တဲ့စားစရာဝတ်စရာနေစရာတွေရဖို့အမေပညာလေးတစ်ခုပေးလိုက်ပါရစေ။ကေပရိသေငါကမရာပြမလာအောင်နင်တို့ငါဘာလုတ်လိုက်မယ်လို့အမေဘီလူမပါသလားလူအမေမဟုတ်ဘူးနော်ဖားမိလေ အဲ့ဒါမှပြုလိုက်သားလေယူဒီကအမိပြောပါမိသားတဲ့လွန်ခဲ့တဲ့ဆက်တဲ့နေ့တောင်ကတခွေကိုရအောင်ဖော်ပြနိုင်တဲ့စိန်သာမန္တန်အမိမှရထားတာရှိတယ်တခွေလာပြီဆိုရင်အဲ့ဒီတခွေကိုမိအောင်ဖော်ပြဖမ်းပြနိုင်တဲ့စိန်သာမဏိစိန်သာမန္တန်အမိမှရှိတယ်သားတဲ့ အမိဟောရီကာရာလေးကိုတောင်းဟောသင်ပေးလိုက်တယ်။တာသူတွေနဲ့ဆက်ဆံတဲ့အခါလူလောကထဲမှာလေအဲ့ဒီမန္တန်လေးကိုရွတ်ဆိုပြီးတော့သခိုးတွေဖမ်းပြီးငါသားလေးလေခိုးကကတော့ဒီကလူနဲ့ငါသားလေးစားเสียဟုတ်เสียနေကြတယ်ရားလိမ့်မယ်တဲ့ဒီတော့တာအဲ့ဒီရေထဲကနေပဲအမိစကားလေးနားထောင်ပြီးတော့လိုက်ဆိုပါကွယ်ဆိုစိတ်တာမန္တန်လေးကိုကောင်းပေါ်ကနေအမိကသင်ပေးလို့ ตาဖြစ်သူကပြိတ္တရေတဲကနေအဖေကိုထမ်းရင်းနဲ့တင်ခရတာကဲပြိတ္တဘယ်သူတင်မင်းနေတာလဲငါလကလုတ်ပြီးငါနဲ့ပဆိုင်တော့နင်းတို့ဖြစ်ချင်ရဖြစ်ဆိုတဲ့စိတ်ချက်အမိမှရှိလားဒါကြောင့်ပြိတ္တရေဘီလူးမမင်း စိတ်ဓာတ်ပန္နာကိုသင်ပြီးပြီးတော့ဒါကလည်းရသွားရင်ရပြီသားတဲ့ငါသားလေးအမေစီပြန်မလာတော့ဘူးလို့ဆုံးပြပြီးတော့လူလောကထဲကိုသွားမယ်ဆိုရင်အဲဒီမင်းသူသင်ပြီးလိုက်တဲ့စိတ်ဓာတ်ပန္နာလေးနဲ့လူပြေလူလောကမှာမင်းအသုံးချမယ်ဆိုရင်ငါရဲ့လျောက်ကျဖြစ်တဲ့မင်းအဖေနဲ့ငါသားလေးတို့သည်ဘယ်တော့မှစားစရာဝတ်စရာနေစရာရှာပါတယ်လို့ရှိမှမဟုတ်တော့ပါဘူးတဲ့အမေတောင်းချီအောင်မင်းဆောင်းလျှောက်ပေးလိုက်ပါတယ် အမေတောင်ကြီးအောင်ဆောက်ရှောက်ပေးလိုက်ပါတယ်ဆိုပေမဲ့အမေကပြန်မလဲဘူးဟုတ်ပြီအမေဒါဆိုရင်သားတို့သွားတော့မင်းလို့မြည့်ရဲ့ကြံတဲ့ရေလေးကိုသားဖနီရောက်အဖေကိုထမ်းရင်းနဲ့ကူးသွားတာသားဖနီရောက်ရဲ့ကြောပြင်းကိုကြီးပြီးတော့အဲ့ဒီကန်းဆက်ပါပဲအမေပြီလို့မှရင်ဝဲနာကြပြီးတော့တေရှာတယ်တဲ့ပြိလိုက်လူသားအမေလားပြီလို့မှမင်းလား ပြီးတော့လူသားကိုစားတဲ့ဘီလူမတော်ဘဝရဲ့နှောင်းအင်းထဲမှာလူသားကိုပေါင်းပြီးလို့လူသားနှစ်ယောက်နဲ့ပေါင်းလိုက်တဲ့အခါမှာပရိသတ်ရင်ဝဲတော်ကြပေလောက်တဲ့အထိအမေမေတ္တာတွေမပြရဘူးလားတော်ရဲကယုံထွက်သွားပြီမြေဒီသားနဲ့ဒီအဖေလူလောကထဲမှာလှုပ်ရှားကြမရှိမှသလိုမန္တန်တစ်ခုတော့တင်ပေးလိုက်သေးတယ်ပြောလို့ဒါကပြိဿရဲ့ အမေတို့အဖေတို့ရဲ့နှုတ်ကပြောခြင်းရပြောပါစေရုပ်ကရိုက်ခြင်းလိုရိုက်ဆူခြင်းသလိုဆူလှုပ်ခြင်းသလိုလှုပ်ပါစေတဲ့တကယ်တမ်းကတော့သာသမီရဲ့တလုံးသားထဲမှာအမေတို့အဖေတို့ရဲ့ချိုးမြိန်နဲ့အေးမြဖြူစင်နဲ့မေတ္တာရေဆိုတာအပြည့်အစုံမရှိသေးဘူးလား ေးအဲ့ဒါလေးဘုံကတရိယာလို့ပြောတာပါဒီတော့ဘီလူမတို့အမေတော်မှကိုသားအပေါ်မှာရင်ခွဲနာကြသည့်အထိမေတ္တာကရုဏာမုဒိတာအပြည့်နဲ့ချစ်သွားတယ်ဆိုရင်တို့အပေတို့အမေများရဲ့ရင်ထဲကအချစ်ဆိုတဲ့တရားမေတ္တာဆိုတဲ့တရားကိုခံယူထိုင်ရင်သဘောပေါက်တယ်မလားဒီဒါကြောင့်နေသာမြစ်တော်ဒီအတ္တတာတော်ရချုံရင်ကောင်းပြတော်ရေကျော်ရေ ထုတ်ဖြင့်ဘဂဝန္တိထောမအိမာစီဆင်း၍သွားကြလေကုန်၏ဧဝမေဝဧဝတ္တဗမသာယုထုအတုပါပေအဲ့ဒီဥပမာတိုင်းပဲလေဟောဒီလောကကြီးမှာရှိနေတဲ့အမေအဖေတို့ရဲ့နှလုံးသားတွေကဖြူစင်အေးမြတဲ့မေတ္တာတရားပြီး ။သာသမီတိုင်းအပေါ်မှာယုတ်ဆိုးပါသည်၊ယုတ်ချောပါစေ၊ခြေလက်အင်္ဂါပြည့်စုံမပြည့်စုံပါပဲဖြစ်ပါစေ။ဘေသာသမီးဘောဘောပြိဿယေဖြူစင်အေးမြတဲ့မေတ္တာကရုဏာမုဒိတာတရားများနဲ့အမြဲတမ်းစည်ဆင်းလို့ပြနေပါလေ။သို့သောအေချိုစင်းလေချိုစင်းချိုစိတ်အေးမြတဲ့ရေချိုရေအေးတော်သည်အင်္ဂါတက်ရှိတဲ့သမုဒ္ဒရာကြီးလေးရောက်သွားတဲ့အခါကျတော့ တောက်မကောင်တောက်လို့မရနိုင်အောင်သုံးလို့မရနိုင်အောင်ငံလို့ပြောင်းသွားသလိုပါပဲဟောဒီမိဘရဲ့မေတ္တာရည်ကြိုးရည်သာသမီရဲ့နှလုံးသားထဲကိုဘလောက်ပင်ပြပြပညာတော်လည်းပဲခါယုတ်တဲ့သာသမီကမကောင်းတဲ့ဓက္ခကြီးရှိနေမဲ့ဆိုရင်အဲ့ဒီမကောင်းတဲ့ဓက္ခကြီးကိုခံယူထားတဲ့သာသမီအတွက် အငန်ဓာတ်ဒီပြောင်းသွားတဲ့ရေလိုပါပဲခံယူချက်ပြောင်းသွားတဲ့အတွက်ကြောင့်မေတ္တာကိုလည်းနာမလဲကရုဏာကိုလည်းနာမလဲမုဒိတာကိုလည်းနာမလဲကိုယ်ယေຊုဆိုတာကိုလည်းဘာမှအတိမတ်တန်ဖိုးမထားအဲ့ဒီလိုအမှားမျိုးနဲ့ကြုံတတ်ပါတယ်တဲ့ဒါကြောင့် အာလုံးတော်တို့ညီငယ်ညီမငယ်တွေမိမိရဲ့နှလုံးသားထဲမှာအရင်ဆုံးဝေရမှာကအဖေနဲ့အမေပေါ်မှာဂုဏ်ကျေးဇူးကိုတန်ဖိုးထားတတ်တဲ့ဓက္ခံကောင်းလေးဝေဖို့လိုပါလေဟုတ်လားဓက္ခံကောင်းလေးရှင်ပြောသမျှစကားလုံးထဲမှာဆင်းနေတာတော့မှပြိတ္တရဲ့ချစ်စရာမကောင်းဘူးလားချစ်စရာကောင်းတယ်ဘုန်းကြီးတို့နော်ဟိုစကားလုံးတွေရိုင်းနေလို့မဟုတ်ဘူးနော်ဘုန်းကြီးစကားခံတာပဲ ဟိုးရွာကနေကမောကြီးကနေပြီးတော့မန္တလေးကိုစခေါ်တဲ့ဆရာတော်ကြီးကအခုဘုရားကြီးတိုက်မှာရှိတယ်အသက်82နှစ်82နှစ်ရှိပြီသွားတိုင်းလာနေတဲ့ဘုန်းဘွားလည်းလာရင်လာတဲ့အချိန်နဲ့ဆရာတော်စားရင်တာကတ်ပြီးနေเจ้าမှာဗာလိလုပ်ချင်လို့ဒီ90တိတ်ကိုလုပ်ပေးမယ်တပည့်တော်လုပ်ပေးမယ်ဟာဗာသိန်းကောင်းချင်လို့လုပ်ပေးမယ်အကုန်လုံးလိုတာလုပ်ပေးတယ်ကိုကပတ်လိုက်တယ်ဆရာတော်ကကြံနေနေရမှာတော့ဒေါသသိကြီးတော့ပြေးတယ်ငငယ်ကတော့စိတ်ဆိုးတယ်တကယ်ဆိုးတာဆိုးတာဘယ်လောက်ဆိုလဲအသက်90သူ့ဆရာရမ်းပြီးပြီးရောင်းကုန်ထွက်ပြေးသွားတယ် မနေခြင်းတို့ကိုထွက်ပြေးသွားတယ်သို့တော်ပြိတ္တရင်ကိုယ်တိုင်တိတိလေးနဲ့ဩလို့ငါ့ဘုရားအဲ့ဒီဘုံကြီးရွာကနေမခေါ်ခဲ့ရင်လို့ငါအခုချိန်မှာရွာမှာနောက်ကျောင်းသားတော်ဖြစ်ဖြစ်နေမှာနောက်ကျောင်းသားမဖြစ်တော့ကအခုချိန်ကာဏီပါးကြီးကောင်းလို့စွန်မြဲဆိုရင်ငါလည်းသာသမီတွေလည်းငါလည်းဖွေးတွေးတီးလေးလေးနေမှာ မဲသဘောကြဟုတ်လားအဲ့လိုမျိုးပြောရင်တိတ်သဘောကြဟုတ်လားအဲ့တော့ပြိဿကြီးအဲ့ဒါလေးတစ်ခုပဲတွေးတာဘာပဲပြောပြောလို့ဘုံကြီးငါ့ကိုရိုက်ဖူးတယ်ရိုက်ဖူးတာမှလည်းငငယ်ကလေ तू နင်းနေတယ်အုံမုတ်ခွန်းနေတယ်စိတ်ဆိုးပြီးတော့ပြိဿကြီးခေါင်းတို့ချောင်းထွေးရောအဘူးကြီးကိုကြီးထားတာအဲ့လောက်ကြီးခံဘူးလေငငယ်ကတော့ပြိဿကြီးအမှန်တည်းပဲစိတ်ဆိုးတယ်ဒေါသဖြစ်တယ်သို့တော်ပြန်တွေးလိုက်လေဩ ငါငါဒေါတာကြီးမကလို့ဘာကြီးပြည်လေကဘာကျော်မကလို့ဘာကြီးကျော်နေနေငါသာလို့ရွာကနေငါ့ကိုအိမ်ဆရာတော်ကမခေါ်ခင်မန္တလေးမရောက်ဘူးမန္တလေးမရောက်ရင်ငါစာသင်တာတွေရမ်းဖြစ်တာတွေတော့လာမှာမဟုတ်ဘူးဒီတော့ငါဘဝဒီလိုဖြစ်ဖို့ငါဆရာတော်ရွာကခေါ်လာလို့ငါဒီလိုဖြစ်တာဒါလေးတလုံးနဲ့လေအဲ့တော့မနေ့ကတော့ရှေးပစုံကတင်သွားတော့မနက်ပိုင်းကိစ္စပြီးတော့ပြေးတဲ့6နိုင်နဲ့7နိုင်ကြာလေးမှာအားနေတော့ဆရာတော်ကြောင်းသွားတယ်ဘုံပြောတယ်နော် မဲအအောင်ဖို့ကောင်းနေကျောင်းပေါ်လာတဲ့ဝရန္ဒာနေနေဖမိုးကရောက်လာတာဆိုရင်တော်တော်ဝင်းနေတယ်အောက်မှာပြီးလဲပြီးတော့ကျုပ်ကစတယ်ခုကမေယုကုန်းတာလားကွာစတယ်မေယုကုန်းတာအဆဲနဲ့စတာအဆဲအလွန်ကျန်ဟာပရင်းတဲ့အဲ့မှာထိုင်ပြန်ဝ၄၀ကကောင်းတယ်ငငယ်တော့ဆဲရင်မုန်းတာကွာခြေတလုံးနေပြီးတော့ဆဲသားမှာအဲ့ဆဲတော်ကြားတယ်လို့လာတာကြားတော့သိတယ်သူကခေါင်းပုတ်ပြီးတော့အဲ့လိုဖြစ်ရမှာ ဟောရင်းနေမှာပါအဲ့လိုဖြစ်ရမှာငါအဲ့လိုစပြီးဆဲလိုက်ရမှာဆဲပြီးဒီကောင်မျက်နှာဘလို့နေမယ်ငါ့ကိုဘာပြန်ပြောမလဲဆိုငါစကျင်လို့ဆဲတာပါကွာကဲပရိသတ်အဖေမင်းမပြောနဲ့ဆရာသမားတော်ကိုယ်အမြင်အဆဲလေးနဲ့စတာတကယ်တော့ရင်းနေရပါလား တကယ်ပဲပြိတ္တာကြီးကဘာနဲ့ရောပြန်တွေ့နေလို့ပဲခြေသလုံးလေးနေလိုက်ဒီသင်္ကန်းကြီးအရင်တခါလူပတ်တဲ့သင်္ကန်းမပေါ်ရောင်းစားပြစ်တယ်လားဟာမရှိရောင်းရတာပေါ့မင်းကလည်းမင်းနဲ့ဆိုတစုံငါရောင်းလိုက်တယ်အမှန်တည်းပြောတာမင်းတစုံရောင်းလိုက်တယ်တစုံကမင်းဒါဝတ်တော့ဟောင်းတော့လို့ပါကဲဟုတ်ပြီ20နှစ်ကြာရင်တူမင်းဟာပြောနေရယ်ဘုန်းကပြောနေရယ်သူ့ဆဲတာကိုရှောက်စားဆဲပြန်မင်းသိအဲ့ဆဲတာလေးကအခုဒီရတာရှင်ကိုဆဲအောင်တော့ဆဲအောင်လဲကျတော့စိတ်ဘာလို့ဆဲတယ်ဘာမပွဲမင်းကလည်းဟောပြိတ္တာကြီး ။ရှင်ထဲမှာအေးသွားဩသူစိတ်ပါလို့ဆဲတာလေတကယ်မဟုတ်ဘူး။သူ့ရဲ့ဝါသနာကွာပြိတ္တရဲ့လူတွေမှာသူ့အကျင့်တွေမရှိဘူးလား။ပြီးတော့ကျွန်တော်အဖေတွေအမေတွေမှာဒီအကျင့်တွေမရှိဘူးလား။ရှိတာပါလေအမေကဆူမယ်ဆဲမယ်ဆိုရင်ဘာကြောင့်လို့ဆူတယ်။ဟိုလေဟိုကမှကြောင့်မျိုးပြုတ်သွားတော့ပတ်ဆံအများကြီးပြီးတယ်။ငကိုင်းစုပွားစုပွားလုံးမနေနဲ့ပြိတ္တရဲ့ရှင်ထဲကပါလို့လားမပါလို့လား။မပါပါဘူးဒါကြောင့်ပြိဿရဲ့ဓက္ခံကောင်းနေမွေးအမေမေတ္တာအဖေမေတ္တာအမေကုံအဖေကုံကျေးဇူးတရားတွေမသိဘူးလား ေးဒါကြောင့်သိဖို့လိုပါတယ်အခုဒီလောက်ဆိုရင်ခုံလေးကျေးဇူးတွေပြောတာတော်တော်လေးတော့နားလည်လောက်ပါပြီသိပြီမို့လားကဲသိပြီဆိုရင်ပြိသတ်ရင်သိယုံသိလို့ရမှာလားခင်ဗျားတို့ဗျာကျုပ်မနည်းကပြောတာလေဥကျင့်ဆိုရဓမ္မပေးတယ်မပေးတော့ခင်ဗျားတို့ကျေးဇူးတင်ပါတယ်ဥကျင့်ဆွေကြီးရဲ့လို့ပြောလို့ရတာပေးမှာ ဒီပါလေကိုတော်ကပေးမှကျေးဇူးတင်တတ်တယ်ဆိုရင်အမေဘေတို့ရဲ့ကျေးဇူးဟောငါပြနေငါမသိကျေးဇူးကြီးတာသိကုန်ကြီးတာကျေးဇူးကြီးတာပြောနေရလေရမလားလေထိုးရင်လေရောမယ်တို့သိတယ်အဲ့တော့ပြိဿိုင်းလေနဲ့ကျေးဇူးတင်လို့မရဘူးတဲ့မိဘတပါရဲ့ခုံနေကျေးဇူးတွေကိုဓက်ခံကောင်းနေတဲ့တိအောင်ယူပြီးပြီရအောင်ယူပြီးပြီဆိုရင်လည်းပဲပြိဿိုင်းဒီတိုင်းမနေနဲ့တဲ့ မိမိပိုင်တဲ့ပစ္စည်းဥစ္စာလေးတွေနဲ့ကျေးဇူးဆိုင်ရင်လည်းဆက်လို့ရမယ်မိမိရဲ့ကာယကဟောဒီခြေလက်လေးတွေနဲ့နင်းပြီးနေပြီးရင်လည်းကျေးဇူးဆိုင်ရင်လည်းဆက်လို့ရမယ်မိမိသိတဲ့အသိပညာအတတ်ပညာတွေနဲ့ဓမ္မလမ်းကြောင်းတွေကျေးဇူးဆိုင်ရင်လည်းဆက်လို့ရမယ်မိမိသိနေတဲ့အသိပညာအတတ်ပညာတွေနဲ့အမိနဲ့အဖေကိုပြိဿရဲ့ဝိပဿနာတရားအထုတ်တဲ့အထီးလည်းဆက်ရအောင်မယ်ဆက်ပြီးမျိုးစုံမရှိဘူးလား ရှိပါတယ်ပြီးတော့တရားရောင်းနေမပို့သေးအသာထမ်းလိုက်ပါအောင်ပြိသတ်ရင်အိမ်မှာအတူနေတော့သေးတော့အမေနဲ့အဖေကိုပြိသတ်ရင်ပြုစုလှုပ်တွေးမှုဆိုတဲ့ကျေစုနေတော့ပြန်ဆက်ဖို့မလိုဘူးလားဂုံကျေစုကိုသိရင်အဲ့ဒီဂုံကျေစုကိုဆက်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာပါပဲမရှိဘူးလားလောကကြီးထဲမှာပြိသတ်ရင်ပြန်ကြည့်လိုက်သစ်ပင်မဆိုင်ဖူးတဲ့လူပဲရှိရင်ရှိမယ်အရေးမခိုးဘူးတဲ့လူရှိမလား ကဲကျွန်တော်အားလုံးတချိန်သောအခါကအရင်လေးတစ်ခုတော့ခိုဘူးတာမရှိဘူးလားအခုပူလာပြီညတာအေးတာနေ့စုံမပူဘူးလားပူရင်ပါရှာကဲအရေးရှာနေတဲ့လူတွေအပန်းတန်းပြောကြည့်လူတိုင်းသိပင်ဆိုင်ဖို့သာဒါပဲအရေးတော့ခိုတတ်ပါတယ်အရေးသာခိုရင်ခွန်ညာတော့လဲသိပင်မဆိုင်ဖို့တဲ့ပုံပေါ်ရင်းအများကြီးပါပဲဒီတိုင်းပဲပြိဿရဲ့ သားသမီးမယူတဲ့မိသားစုတွေရှင်းရှင်းမယ်ဒါမှမဟုတ်အိမ်တော်မယူတဲ့အပြိုကြီးလူပြိုကြီးနေတဲ့ဘဝတွေရှင်းရှင်းမယ်ဟုတ်လားအိမ်တော်မယူတဲ့အတွက်သားသမီးမဖြစ်လာနိုင်ဘူးအိမ်တော်ပြုတော်လည်းပဲသားသမီးမမွေးတဲ့မိသားစုတွေမရှိဘူးလားပြိတိုင်းလူတိုင်းလူတိုင်းကသားသမီးမမွေးဘူးတော်လည်းပဲမိဘနှစ်ပါးဆိုတဲ့မွေးဘူးတဲ့မိခင်ဖခင်မရှိတဲ့လူဒီတော့ကမရှိသလားအေးဒါပဲ ကိုယ်ကပရိသတ်ရဲ့မမွေးဘူးတာပဲရှိနေမယ်ကိုယ်ကမွေးပြီတဲ့အမေဆိုတာနဲ့ထင်ရှားရှိလို့နေပါတယ်အဲ့ဒီအမွေချမ်းချမ်းသာသာမွေးဖွားနေရတဲ့ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့အဖေဆိုတာလည်းပဲပရိသတ်ရဲ့ထင်ရှားရှိလို့နေတာပါပဲအရေးခိုးတဲ့အခါပရိသတ်ရဲ့အေးခဲ့သလားပူခဲ့သလားအရင်နေ့ခဏအေးတဲ့အရာသာကိုခံစားမှုတဲ့ဆိုရင်အမေနဲ့အပြေပေးခဲ့တဲ့မေတ္တာကရုဏာမုဒိတာစတဲ့ဂုဏ်ကြီးစုတွေများအာယုံပြုတ်တဲ့ အကောင်းဆိုတာပြောလို့ကုန်မလားအေးဒါကြောင့်အရေးကုန်မှုရဲ့သူဒီအစ်စ်ပဲမဆိုင်ဘူးရင်မဆိုင်ဘူးညတော့လည်းပဲအရေးရဲ့တန်ဖိုးတည်တဲ့အတွက်ကြောင့်အဲ့ဒီအပင်ကိုမခိုးဖို့မချုံမခုံဖို့တော့ပြိတိုင်းမချုံမခုံဖို့တော့လိုပါတယ်ဒီအတိုင်းပါပဲမိဘနှစ်ပါးအရေးနဲ့မိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုခံမှုတဲ့သာသမီမှရင်အဖေမေရဲ့မေတ္တာကရုဏာမုဒိတာ အရေးရဲ့အီးချမ်းတာကိုလည်းခံစားခဲ့ကြပြီးပါပြီ။ ကိုလေးပဲပြိလိုက်အဲ့ဒီအေးအေးမှခိုးဘူးတာပြီးခဲ့ပြီဖြစ်တဲ့အတွက်ဒီအရေးကလေးကိုအမြဲတမ်းအေးအေးချမ်းချမ်းအရေးလေးပြီးနိုင်အောင်တော့ခြေလောင်းပေါက်တင်စောက်ရှောက်ဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်မိဘရဲ့ဂုဏ်ကျေးဇူးကိုတိယုံနေတယ်တော့ပြီးမလားကျွတ်တော်မြတ်စွာဘုရားဒါဘုန်းကြီးခဏခဏဟောဦးတယ်မြတ်စွာဘုရားတော့ကောင်းတဲ့ဥပမာမရှိဘူးသို့တော်ဒီညဇက်အိမ်လေးတကူထုတ်ပေးအောင်မယ်ဟုတ်လားကဲမြတ်စွာဘုရားတော့ လောကကြီးမှာကိုပြောတဲ့အတိုင်းလုပ်တဲ့ပုဂ္ဂိုလ်ရှိသလားပြိတ္တရေလောကမှာအပြောကောင်းတဲ့ပုဂ္ဂိုလ်တွေရှိမယ်အဟောကောင်းတဲ့ဘုန်းကြီးတွေရှိမယ်ဘလောက်အပြောကောင်းကောင်းဘလောက်အဟောကောင်းကောင်း तू ပြောတယ်လို့ तू ဟောတယ်လို့တော့အကုန်လုံးမလုပ်ကြပါဘူးမြတ်စွာဘုရားကတော့ပြောတယ်လို့ဟောတယ်လို့အကုန်လုံးကလုပ်မပြရဘူးမိဘရဲ့ခုံကျေးဇူးတွေဒါဘုန်းကြီးရဲ့သုတ်တန်ဒေသနာတွေမှာအများကြီးရှာရင်ရသေးတယ်ဒါတရားတစ်ခုအနေနဲ့လူတွေမြင်မြန်နားလည်တဲ့စကားလုံးနဲ့ပြောရတာ ဒီတော့ကျွတ်တော့မိဘလေးပြန်ပြီးတော့အာယုံပြုရင်ယေရှုဆက်ပေါ်လေးဘုရားကိုပြန်အာယုံပြုရင်မြတ်စွာဘုရားကိုငွေဖွားခဲ့တာဘယ်သူလဲကဲမေတော်မာယာကငွေဖွားပြီမဲ့မြတ်စွာဘုရားဒီမေတော်မာယာရဲ့ရင်ခွင်မှာကြီးလာတာလားမိတွင်းတော်ရဲ့ရင်ခွင်မှာကြီးခဲ့တာအမေလူကြုံကိုတောက်ဆုခဲ့ရတာလားအတော်ရဲ့လူကြုံကိုတောက်ဆုခဲ့ရတာခဲကြည်စံပြိတ္တရဲ့ မွေးဖွားယုံလေးတက်တက်ပဲဒါလေးနဲ့ပဲမေတော်မယားနှဲ့ရဆန်သွားတာဟုတ်တယ်မဟုတ်လားကျွတ်တော့မွေးယုံနဲ့ပြီးသလားအမလေးဒီသားသမီးကြီးဖို့ကျွေးရပြန်ပြီးစောင့်ရောက်ရပြန်ပြီးအကြည့်လာလာပြီးညာတက်ဖို့နှောင်းရပြန်ပြီးပြညာတက်ပြီးရင်လည်းပရိသတ်ရဲ့အိမ်တော်ပြုဖို့နှောင်းရပြန်ပြီးအိမ်တော်မပြုတဲ့သမီးတွေအပြူကြီးတွေဆိုလည်းပဲကြည့်ရပြန်ပြီးစောင့်ရှောက်ရပြန်ပြီးသားတွေဆိုလည်းစောင့်ရှောက်ရပြန်ပြီးဟုတ်တယ်မဟုတ်လားဒီမှာပရိသတ်ဝေးပြီးတည်သွားတဲ့မေတော်မယားဒါတော့ဆိုရင်ဒုပရိသတ်ကမြန်မြန်သဘောပေါက်ပြီး မေရမယပြိတ္တရေကွယ်လွန်သွားတော့လက်ရဆန်သွားတော့ဖေရောက်သွားတယ်